Niko from Kenya. The dancing woman. She loves music, she loves dancing. She, ay, 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 ay. Yes, very true. Once upon a time, you had a young man of the beard. You were not too much, but you know him. I have a former boyfriend before. Mm. Yes, and he have a beard there, and he was taking me out Yes, he would like to dance and also. You know it. Yes, dance. Jesus knows you so much. <laughs> oh, yes. Do I know you? No. It is Jesus who knows you. Very true. Yes. What do you want Jesus to do for you? Okay. okay, I want Jesus Christ to give me direction. I have man to marry me in June, and I want to know it is the will of God, and also I want direction from God. You still have him, the other man, a young man, on your record, whenever you remember, I say, but should I marry this? This will cannot be like a dialogue. Oh, yes, man of God. Ah, oh, yes, very true. I remember. <laughs> it's true, man of God. I was. I was coming here because for that man. This 2018. Yes, yeah, he's, he's my father for my two daughters and sometimes I think about him because he never make noise and the guy he want to marry me he love quarrying so much so sometimes i remember that guy because he never make noise and i was able to pray 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 more and so more. the past has not left you i want jesus christ to deliver me and i want direction because Right now I have a, a guy is living in UK and he's going to marry in June. I'm confused, man of God. So direction. You don't, you don't like him? I, I like him because he love me and he love my children also. Why don't you marry him? This is Susan from Kenya. It's being delivered. ဟုတ်ကဲ့ပါမိတ်ဆွေတို့ရေမင်္ဂလာပါဒီဗီဒီယိုဖိုင်ကတူတာဖြစ်တယ်ဒါကြောင့်အင်္ဂလိပ်လိုအရင်နားထောင်တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူတွေလည်းနားလည်နိုင်ရတဲ့ကျွန်တော်မြန်မာလူဘာသာပြန်ပြီးမှတင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးကတော့ဒီ professor ကိုလာတဲ့အခါမှာရည်ရွယ်ချက်ရှိတယ်သူ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှင်6လပိုင်းမှာအင်္ဂလာမှာရှိတဲ့အမျိုးသားတယောက်ကသူမကိုလက်ထပ်ချင်တာဖြစ်တယ် အဲ့တော့အဲ့ဒီယောက်ျားနဲ့လက်ထပ်ရမလားလက်မထပ်ရဘူးလားဘုရားသခင်ရဲ့ prophet ကိုမဲဖို့လာတာဖြစ်ပါတယ်အဲ့ဒါလိုလာတဲ့အတွက်ဘုရားသခင် prophet ကတမကိုအဖြေပေးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့တမကတော့တမိနေအကလေးနှစ်ယောက်ရှိနေတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီကလေးနှစ်ယောက်အဖေနဲ့သူအတူရှိမနေဘူးပေါ့နော်အခုမှနောက်ထပ်အမျိုးသားတယောက်သူကအင်္ဂလန်မှာနေတာဖြစ်တယ်အဲ့ဒီယောက်ျားကတမကိုဂျွန်လာမှာလက်ထပ်ချင်တာဖြစ်တယ် ဆိုတော့အဲ့ဒါလက်ထပ်တင်သလားမထပ်တင်ဘူးလားဆိုတော့ဘုရားတခင်ရဲ့လူရှိကိုတကုတကလာပြီးမှမဲတာဖြစ်ပါတယ်ဆိုတော့ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီးကိုအငယ်ကိုမှဖတ်မယ်ဆိုလို့ရှင်လွန်ခဲ့သောနှစ်ပေါင်း3000 3100အဲ့ဒီပတ်ဝန်းကျင်ကဂျူးလူမျိုးတွေဟာတော့ပြဿနာရှိတယ်ဆိုလို့ရှင်သူတို့ပရောဖက်ရှိကိုလာကြတာဖြစ်တယ်အဲ့ဒီကာလမှာ prophet ကိုမင်းတော်သူလို့ခေါ်တာဖြစ်တယ်။ယခုကာလမှာလည်းပဲအာဖရိကမှာ prophet တွေပေါ်လာတဲ့အခါမှာအာဖရိကလူမျိုးတွေရောကမ္ဘာတဝန်းလုံးကတွေရော prophet ရှင်မှာမေးမြန်းဖို့လာကြတဲ့အခါမှာအခုလိုကြားရဖြစ်ပါတယ်။ဒီတခါတော့ prophet ခခန်းတဲ့ prophet ပြုတာနတ်စုနေထုတ်တာကိုအားရပြန်ပေးလိုက်ပါတယ်။ Mom Susan Wanjiko from Kenya. The dancing woman. Tumaka Kenya ka lara phit par de. ပရိုဖက်ကသူမကိုချက်ချင်းပြောပါတယ်နင်ဟာကချေတဲ့ဖြစ်တယ်နော်အကအင်မတန်နစ်သက်တဲ့အမျိုးသမီးဖြစ်တယ် dancing woman she loves music she loves dancing she ပရိုဖက်ပြောတာကဒီအမျိုးသမီးဟာအတေဂီတာဝါဒနာပါတယ်အကကရာခုံတာဝါဒနာပါတယ်လို့ပြောပါတယ် yeah yeah yeah, yeah. ်ပရောဖက်ကရရရရပြောတယ်ဆိုတော့တော်တော်ကိုဆိုးဆိုးဝါးဝါးကို နှစ်သက်တာကို ပြောတာဖြစ်ပါတယ်။သူမကရဟုတ်ပါတယ်။ It's very true. It was a အယမ်းမန်တဲ့တူမက ကတာခုံတာကြိုက်တယ်အတတေကတာကြိုက်တာမှန်ပါတယ် Me had the young man of the beard. အရင်တုန်းကနိရှမရီစာတယောက်ရှိတယ်အဲ့ဒီရီစာက ပတိုင်းမွေးပါတယ် Too much but you know him. အဲ့ဒီဒီကပတိုင်းမွေးကတော့အရန်ကြီးတော့မထိုးပါဘူးဒါပေမဲ့နင့်သိပါတယ် prophet ကပြောပါတယ် have a former boyfriend before mm. yes and he have a be at there and he was take me out ဆိုတော့သူမရဲ့ရီစာဟောင်းက prophet ပြောတဲ့အတိုင်းပဲဟုတ်ပါတယ်တဲ့ပတိုင်းမွေးရှိပါတယ်တဲ့အဲ့ဒီရီစာကတဲ့ကျမကိုခေါ်သွားတာဗောနော်လိုက်လိုက်ခေါ်သွားတာဖြစ်တယ် Yes, he would like to dance and also. You know it. ဆိုတော့အဲ့ဒီရီးစားကလည်းကတာခုံတာဝါသနာပါတယ်ကျမလည်းကတာခုံတာဝါသနာပါတယ်လို့ပြောပါတယ်ဆိုတော့သူတို့ကတော်တော်လေးပျော်စရာကောင်းတဲ့အတိတ်ကအတွဲဖြစ်ပါတယ်အဲ့တော့ prophet ကပြောတယ်နင်သိပါတယ်နင်ကောင်းကောင်းသိပါတယ် Jesus knows you so much prophet ကပြောပြတယ်ယေရှုခရစ်တော်ကနင်အကြောင်းကို ကောင်းကောင်းသိတယ်လို့ပြောပါတယ် Oh yes Do I know you? No. သူမကပြောတာကဟုတ်ပါတယ်တဲ့ယေရှုကသူမအကြောင်းသိပါတယ်တဲ့ဆိုတော့ငါကတော့နေ့အကြောင်းသိသလားလို့ prophet ကမေးတဲ့ခါမှာကျတော့ prophet နေ့ကငါအကြောင်းမသိပါဘူးလို့ဖြေပါတယ် no it is jesus who knows you very sure ယေရှုခရစ်တော်ကနေ့အကြောင်းကောင်းကောင်းသိတယ်လို့ပြောတော့ဟုတ်ပါတယ်တဲ့အရန်ကိုမှန်ပါတယ်တဲ့ what jesus to do for you prophet မေးတာက ယေရှုခရစ်တော်ကနင့်အတွက်ဘာလုပ်ပေးရမလဲ I want Jesus Christ to give me direction I have man to marry me in June ဆိုတော့ကျမကယေရှုခရစ်တော်ရဲ့လမ်းပြမှုကိုလိုချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဇွန်လမှာ2025ဇွန်လမှာကျမက အမျိုးသားတယောက်ကကျမကိုလက်ထပ်ချင်တာဖြစ်ပါတယ်တဲ့ and i want to know it is the will of god and so ဒီတယောက်နဲ့လက်ထပ်မယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့အလိုတော်ရှိလို့လက်ထပ်တာလား ဘုရားအလိုတော်မရှိပဲကိုယ့်အကူအသွေးသားသဘောနဲ့လက်ထပ်တာလားအတမကခွဲခွဲပြားပြားသိချင်တာဖြစ်တယ်အတိတ်ကတော့အတိတ်ကပေါင်းခဲ့တာကတော့သွေးသားအလိုကိုလိုက်ခဲ့တာဖြစ်တယ်အခုတော့ဘုရားတခင်ရဲ့အလိုတော်ကိုတမကလိုက်လျှောက်ချင်တာဖြစ်တယ်ဘာလို့ဆိုတော့အတိတ်ရေတွေကြီးလာတဲ့အခါလူတွေကယဉ်ကျက်လာကြတာဖြစ်ပါတယ် also want direction from god so direction from god ဘုရားတခင်ရှိကဒီတယောက်နဲ့ယူပါမယူပါဆိုတဲ့အဲ့ဒီမျိုးလမ်းညွှန်ချက်ကိုလိုချင်ပါတယ် ဆိုတော့ကန်ကြမာနဲ့မပြောဘဲနဲ့ဘုရားတခင်ဒီတယောက်နဲ့ယူတာမယူတာအယူတာကိုအလိုတော်ရှိသလားမရှိဘူးလားသိချင်တာဖြစ်ပါတယ်။ဒါကြောင့် prophecy ကိုလိုက်ရတာဖြစ်ပါတယ်။ You still have him the other man the young man on your record whenever so prophet ပြောတာကတော့ niche မှာတဲ့အတိတ်ကဓာပြဟောင်းကကြံနေသေးတယ်တဲ့နော်အတိတ်ကရီစာဟောင်း ကနဲ့အထင်းမှာကြံနေတဲ့တယ်လို့ prophet ကပြောပါတယ်ဒါကတော့သူမရဲ့အတွင်းစိတ်နဲ့ဆိုင်တာဖြစ်ပါတယ် member is but should i marry this this you cannot be like that prophet ပြောတာကအခုချစ်ကြနေတဲ့တယောက်နဲ့ဟိုအတိတ်တုန်းကကြိုက်ခဲ့တဲ့တယောက်နဲ့နိုင်ကြည့်တဲ့အခါဟာဒီတယောက်နဲ့ဟိုတယောက်ကမတူဘူးဒီတယောက်ကဒီပြဿနာရှိတဲ့ဟိုတယောက်က ဒီပြဿနာမရှိဘူးနင်အဲ့ဒါကိုစဉ်းစားရှင်ပြမစဉ်းစားတယ်လို့ပြောတော့အိုး Yes man of God ah yes very true i remember သောတမမဟာဆောင်နိုင်မှုရေးစားဟောင်းကိုနင်အထက်မှာတပြားဟောင်းရှိသေးတယ်လို့ပြောတဲ့အခါကျတော့ဟုတ်တယ်ဟုတ်တယ်တဲ့ကျမတတိယပြီတဲ့ It's true man of God Prophet နေမြင်တဲ့အတိုင်းမှန်ပါတယ် It's true man of God was for that man ကျမဒီကိုလာတာကအဲ့ဒီပြဿနာအတွက်လာတာပါ this 2018 yes yeah, is is my father for my two daughters ဆိုတော့အဲ့ဒီဓာပြဟောင်းကဘာလို့လဲဆိုတော့ကျမမရှိတဲ့တမိနှစ်ယောက်ရဲ့ဖခင် ဖြစ်ပါတယ်တဲ့ဆိုတော့အဲ့ဒီတယောက်နဲ့တမိနှစ်ယောက်ပြီးရပြီးမှ क्वे သွားတာဖြစ်တယ်ဆိုတော့အဲ့ဒီဓာပြဟောင်းကကြံ့နေတာဖြစ်တယ် my father of two daughter နော်သူ့သမီးနှစ်ယောက်ရဲ့အဖေဖြစ်ပါတယ်တဲ့ and sometimes i think about him because he never make noise and so တခါတလေကြားလို့ရှိရင်အဲ့ဒီအဲသမီးလေးနှစ်ယောက်ရဲ့ဖခင်ကိုတတိရတယ်တဲ့အဲ့ဒီသမီးလေးနှစ်ယောက်ရဲ့ဖခင်ကအော်မျိုးပုံညာပုံညာမလုပ်ပါဘူးတဲ့ gay he want to marry me he love foreign so much ဒါပေမဲ့အခု ကျွန်မကိုလက်ထပ်ခြင်းတဲ့တယောက်ကငင်းခုန်တာတန်တယ်တဲ့ပုံညာပုံညာများပါတယ်တဲ့ဆိုတော့အဲ့ဒါကိုတပြဟောင်းနဲ့ပြန်နိုင်ကြည့်တာကို ပြန်ပြောလာတာဖြစ်တယ်ပရိုဖက်ကတည်တာပါနော် So sometimes I remember that guy because he never make noise and ဒါကြောင့်တခါတလေမှာကျမတတိယတယ်ကျမရီစာဟောင်းကဘယ်တော့မှပုံညာပုံညာမလုပ်ပါဘူးပေါ့နော်တမင်းနေရောက်ရအဖေကပုံညာပုံညာမလုပ်ဘူးတတိယတယ် was able to pray 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 more and more so the ဒါကြောင့်သူမကအမြဲတမ်းဆုတောင်းပါတယ်တဲ့ has not left you the past has not left you အတိတ်ကနင်းကိုမလွတ်ပေသေးဘူးလို့ပြောတာဖြစ်တယ်အတိတ်ကအရေးဟောင်းကနင်းကိုလက်မလွတ်ပေသေးဘူးလို့ပြောတာဖြစ်ပါတယ် I want Jesus Christ to deliver me ယေရှုခရစ်တော်ဘုရားကျွန်မကိုအဲ့ဒီထက်ကနဲ့ရွေးနှုတ်ပေးဖို့ကျွန်မအလိုရှိတယ်တဲ့ဒါကဝိညာဉ်ရေးကိုဆိုလိုတာဖြစ်ပါတယ် I want direction because right now I have a, a guy living in UK and he going to marry in June ဆိုတော့ဒီ deliverance me ဒီနတ်ဆုလက်ထက်ကချုပ်နှောင်ခြင်းအတိတ်အဟောင်းတပြဟောင်းနတ်ဆုရဲ့ချုပ်နှောင်မှုထက်ကနဲ့လွတ်မြောက်ခြင်းတယ်ဘာဖြစ်လို့ဆိုတော့အခု 2025ဇွန်လမှာဒီအင်္ဂလာမှာရှိတဲ့တယောက်ကကျွန်မကိုလက်ထပ်ချင်နေတာ I'm confused man of Guyana direction အဲ့ဒါကြောင့် I'm confused ကျွန်မဆုံးဆုံးဖြတ်တာခက်ခဲမှုရှိနေတာ ဖြစ်တယ်ဒါကြောင့် professor ကိုလာတာဖြစ်တယ် like him နင်သူ့ကိုမချစ်ဘူးလားလို့ prophet ကမဲပါတယ် like him ငါသူ့ကိုအ I like him သူ့ကိုငါနှစ်သက်ပါတယ် နှစ်တက်ပါတယ်အဲ့ဒီအင်္ဂလန်ကတယောက်ဟာကျမတမိနှစ်ယောက်ကိုနော်အရင်ယောက်ချနေရတာကျမတမိနှစ်ယောက်ကိုလည်းချစ်တယ်ကျမကိုလည်းချစ်တယ်လို့ပြောပါတယ် Why don't you marry him? ဒါဆိုရင်ဘာဖြစ်လို့သူ့ကိုလက်မထပ်မှာလဲလို့ prophet ကပြောပါတယ်ပြောချင်တာကသူ့ကိုလက်ထပ်တင့်တယ်လို့ prophet ကအကြံပြုတာဖြစ်ပါတယ် ခုတော့တမကိုနတ်ဆုနင်ထုတ်ပေးမှာဖြစ်ပါတယ်။နတ်ဆုနင်ထုတ်ပြတဲ့အခါမှာတမဟာအတိတ်နတ်ဆုရဲ့ချုပ်တော်မုန်းလက်ထက်ကနေအိမ်တော်ကွဲပြားစေတဲ့နတ်ဆုအတိတ်အတိတ်ကအာတမကိုအနိုင်ကျင့်တဲ့နတ်ဆုလက်ထက်ကလွတ်မြောက်ပြီးမှတမဟာအတိတ်တော်အိမ်ထောင်ကိုဆက်ပြီးမှထူထောင်သွားရမှာဖြစ်ပါတယ်။ဖျားတခင်အလုံးကိုကျော်ဝါစွာကောင်းချီးပေးပါစေ။ဆရာမနတ်ဒီ လိန်ချင်းညာချင်းဖြည့်စစ်ချင်းကသာလာ၏မာနတည်းမကောင်းမှုအလုံးရအပဖြစ်၏ရှင်ယောဟန်အခန်း၁၀အငယ်၁၀မှာယေရှုပြောထားခဲ့တာဖြစ်တယ်ဒီမာနရဲ့ချွတ်တော်မှုအောက်ကလွတ်မြောက်မှတာလူကမိမိရဲ့တာယာတော့အနာဂတ်ခရီးကိုရမှာဖြစ်ပါတယ်ဒါကြောင့်ဟေရှာယ 68အငယ်1မှာရေးထားတဲ့ပရောဖက်ရဲ့ပြည့်စုံခြင်းဟာဒီအမျိုးပေါ်မှာအမျိုးသမီးပေါ်မှာအခုမှတက်ရောက်လာတာဖြစ်တယ်။နတ်ဆုကျွန်တော်ကျက်လက်ထက်ကနဲ့လွတ်မြောက်ဖို့ပရောဖက်နတ်ဆုနဲ့တာကြည်ပြီးမှအဆုံးသတ်မှာဖြစ်ပါတယ်။ခင်ဗျာဘင်္ဂလီဘတ်